ကဲခေါင်းကြီးတို့ပြီးနေကြအတိုင်းညနေစာရှယ်ရလို့ဒီတစ်ခါတော့ကွာဗီဒီယိုလေးနဲ့ချပြမယ်အဲစိတ်ဝင်စားစရာလေးဖြစ်သွားကဒီဘင်းကနေသူကစပြီတာသူတက္ကစီနှလုံးပေါင်းခြင်းဒီသူအများနဲ့နှစ်ဖြစ်နေတာကွာနှစ်ဖြစ်နေတာဆိုတော့တောင်းငါသတိထားမိသတိထားမိတော့ဒီမှာလည်းနှစ်ဖြစ်တယ်နှစ်ဖြစ်တယ်အဲ့တော့ငါဒီအပင်ကနေစပြီးတော့ယူလိုက်တာအဲ့နေ့ကလည်းတုံယောက်ထိတ်စီးဆိုပြီးတော့တို့တွေရရတယ်အမရိယတော်ကလည်းညနေပိုင်းကိုထိတ်စီးဆိုပြီးတော့ရရတယ် အတိုင်းသာဆက်ပြီးခဲ့ရင်ငါတို့ဒီဒီညက်နေငါးထိပ်စီဖြစ်ကြမှာကွာဘာလို့နှလုံးပေါင်းရင်းနှစ်ဖြစ်ကြမှာဆိုရင်ခွန်ထိပ်ဆိုတော့ဒါမှငါးထိပ်ဖြစ်မှာနှလုံးပေါင်းရင်းနှစ်ဖြစ်ဟိုနှစ်ဖြစ်မှာကွာအဲ့ဆိုတော့ငါးထိပ်စီဒါတပင်ပေါ့ကွာတက်တက်တစ်ဆိုင်နောက်တစ်ဆိုင်ပြမယ်နောက်တစ်ဆိုင်ကနည်းနည်းရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့နည်းနည်းလေးတော့ရှုပ်သားပြမယ်ဒီတစ်ခါတော့၃ချိန်မြောက်ပေါ့နော်၃ချိန်မြောက်ကိုလာမယ်ညနေပိုင်းတီးအတွက် cycle လေးဒီအပေါ်ကနေစကြည့်စမ်းတို့ဒီဆိုလဲပေါင်းကြည့်ရှင်းနဲ့လေး၁၆ 6တက်ပေါင်းတော့ခွန်ခွန်ရ6ကပေါင်းတော့3သုံးတို့တော့ပါဝါမယူနှက်ခတ်ခေါ်တာကွာအခုမနေလာပါဘူး3နှက်ခတ်5 3နှက်ခတ်5ဆိုတော့ငါတို့ဒီဒီမှာ35ဆိုပြီးတော့ရေးလိုက်အဲ35ကဘယ်လိုယူတာလဲဆိုတော့ညနေပိုင်းထိပ်စီးနဲ့ဒီမနေ့ကညနေပိုင်းနောက်ပိုင်းနဲ့ဒီနှလုံးပေါင်းခြင်းဒီ3သုံးမို့5ဖြစ်ကမယ်ဆိုတော့ไซคลิโอเสียทวินท่าราวะทวินท่าราอะไรติ๊ชะปะไปนะทวินท่าราဆိုတော့ဒီနှစ်ခုပေါင်းခြင်းစီ3ဖြစ်သွားတယ်3ဖြစ်သွားတော့နောင်နေ့ဒီသူ့ရဲ့နှက်ခတ်5ဖြစ်ကမယ် အဲ့တော့ဒီမှာ3ဖြစ်တဲ့အတွက်နောင်နေ့ဒီ9ဖြစ်ကမယ်ဆိုတော့ဒီမှာ9ဖြစ်တယ်3နှစ်ခတ်9 9နှစ်ခတ်3 3ချိန်သူကပြန်ကြမယ်ကွာ3ချိန်ပြန်ကြမယ်ဆိုတော့3နှစ်ခတ်9 9နှစ်ခတ်3ပေါင်းချင်းဒီမှာပြန်ကြတယ်ဒီမှာချုပ်ပင်ပေါ့ကွာနှစ်ပင်ချုပ်တယ်အဲနောက်တစ်ခုကျတော့အဲ့လို3နှစ်ခတ်9 9နှစ်ခတ်3လို့အဲ3ချိန်မြောက်ပြီးပြီဆိုရင် तू ကဒီလိုတပင်ပြန်ခေါ်တယ်အဲ့လိုပြန်ခေါ်တော့ငါတို့ကဒီရောက်သွားပြီပေါ့ဒီရောက်သွားတော့3ရဲ့3ရဲ့ပေါင်းတော့3နှစ်ပေါင်းတော့9 9ရဲ့6ရဲ့ပေါင်းတော့1 တနကရှိတရှိဆိုပြီးတော့သူကပေါင်းရင်ရမယ်အလုံးနှလုံးထုတ်လိုက်တယ်အဲ့ဒီတရှိနှလုံးကြီးအဲ့ဒီမှာပေါင်းရင်ခေါ်လိုက်တော့အဏိယဘာထိတ်စီခေါ်မလဲဆိုတော့တစ်ဆိုရင်အဲ2 6နဲ့2 6အဲ6 6ထိတ်စီပေါ့နော်6 6ထိတ်စီကို6ထိတ်စီကြားတယ်ဒီမှာလဲတပင်ချုပ်တာနဲ့ဆိုရင်6ထိတ်စီအဲတလုံးနဲ့ပေါ့နော်အပြီး6ထိတ်စီကြားထားတယ်အဲအဲ့ဒီအဲ့တော့သူကပုံစံအပေါ်ကခေါ်တဲ့အတိုင်းအဲ ၃နှစ်ခတ်၅၅နှစ်ခတ်၃ပြည်တာနဲ့တပင်ပြန်ခေါ်ခေါ်တဲ့နှစ်ခတ်ကြတဲ့ဟာကိုတို့ရဒီမှာနည်းနည်းရှုပ်ရင်ရှုပ်သွားလိမ့်မယ်ကွာနည်းနည်းလေးနားလည်အောင်တော့တခြားကြည့်လိုက်စိတ်ဝင်စားတယ်ဆိုရင်လေနော်ထွင်လာတဲ့ဆိုင်လေးကိုပြတာအဲ့တော့တို့ကတင်းနှစ်ခတ်ရှစ်ဆိုပြီးရတာပေါင်းရင်းကတရှိဖြစ်ကြမယ်ဆိုတော့ဒီမှာ၆ရက်စီးနေရတယ်အဲ့တော့နမေပေါင်းရင်းဒီရှစ်ဖြစ်တယ်အဲ့တော့ရှစ်နှစ်ခတ်တင်းတင်းနှစ်ခတ်ရှစ်ဟာမနေ့ညနေ၉ထိပ်ထပ်ချုပ်တာဟုတ်လားရှစ်နှစ်ခတ်တင်းတင်းနှစ်ခတ်ရှစ်ဒါဆိုရင်တစုံပြည့်သွားပြန်ပြီတစုံပြည့်သွားတော့ဒိုးတွေဒီညနေအတွက်ကိုပြခါပြန်ခေါ်မယ် ပြန်ခေါ်တဲ့ချုပ်ပင်ပေါ့ကွာအဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ပေါင်းတော့၈၈ကရဲ့ပေါင်းတော့၆၆ကကိုယ့်ရဲ့ပေါင်းတော့၅ဟုတ်လား၅နှစ်ခတ်ဒီ353ပေါင်းချင်းဖြစ်ကြမယ်အဲ့တော့တို့ဟာရှင်းနောက်ပိတ်ဆိုတော့ဒီနေ့ညနေပိုင်းထိပ်စည်းသည်ပေါင်းချင်း၅ဖြစ်ကြမယ်ပေါင်းချင်း၃ဖြစ်ကြမယ်အဲ့တော့ခွန်ထိပ်စည်း၅ထိပ်စည်းအဲ့တော့ဒီလိုပေါင်းချင်းဒီလေနှစ်ဖြစ်ကြမယ်ဆိုတော့၅ထိပ်စည်းကဒီမှာတပင်း ဒီလိုချုပ်ထားသည်ဒီမှာတပင်အဲ့တော့အခုညနေ9ထိပ်စီအရန်အားကောင်းတယ်အရန်မိုက်တယ်အရန်ကြိုက်တယ်နော်ခွန်ထိပ်စီ9ထိပ်စီဒီပေါ်ပြေးမလို့အောင်ချုပ်မယ်ဆိုရင်တော့ခွန်ထိပ်စီ9ထိပ်စီထိပ်စီနှလုံးကဲစိုက်ကတော့ချပြလိုက်ပြီနည်းနည်းတော့ရှုပ်မယ်ထင်ရတယ်ရှင်းတော့ရှင်းတယ်အဲနားလည်ရင်တော့ရှင်းတယ်နားမလည်ရင်တော့ရှုပ်မယ်ဟုတ်လားဒါကိုယ်တိုင်ထွင်ထားတဲ့စာရေးဖြစ်တယ်ကဲအဲ့တော့ထပ်ပြီးတော့ဒါလေးတွေနဲ့တွဲပြီးတော့ကောင်းဆုံးညနေထွက်နိုင်ကြအများဆုံး break ၄လုံးကိုလေး6တက် break နဲ့တွေ့တွေ့ချလိုက်ရင်ဒါလေးတွေရမယ်ညနေစာ9:55ကို9:56 9:00 9:04ဆိုပြီးတော့အဓိကမရှိကွကြိုက်မထိုးပါကြိုက်မထိုးပါနော်အားလုံးပဲကဲကုညံ့နေလဲထပ်ပြီးတော့ကံပေးလို့ရကြပါစီလို့နော်